ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်နာ16ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးကြတာကတော့မူစစ်105မိုင်မှာမြောက်ပိုင်းမဟာမိတ်ညီအောင်၃ဘွဲ့ကထင်းချုပ်အခွန်ကောက်ခံနေမှုကိုမင်းအွန်လိုင်းနဲ့ဗိုလ်ချုပ်များကကြီးနက်မှုမရှိပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဘာမှလုပ်မရဟုဆိုနေကြောင်းတင်ဆက်ပေးပါမယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကတိမ့်ပိုက်ထားတဲ့မူဆက်၁၅မိုင်ကုံတွေးကြီးစုံမှာအခွန်ကောက်ခံနေမှုကိုမင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်များကကြည်နက်မှုမရှိပေမဲ့လေတရုတ်ပြည်အားကြောင့်မင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်များကဘာမှလုပ်မရကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်တရုတ်ရဲ့ဂျာဝင်စစ်ဆန်မှုနဲ့စစ်ကောင်စီကကိုကန့် MND နဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးသဘောတူညီခဲ့ရမှာလာရှိုမျိုးအပါအဝင် MND ကတိမ့်ပိုက်ထားတဲ့နေမြေတချို့ကိုပြန်လည်ပေးအပ်ရေး MND ရဲ့ထိုးစစ်များရက်တန့်ရင်း ရောက်ရှိတဲ့နေရာမှာအပြစ်ခတ်များရက်စဲပြီးနေဆက်ကုံတွေကြီးပြန်လည်ဖွင့်လေရေးအကြောင်းအရာများပါဝင်ခဲ့ကြောင်းဆွေးနွေးမှုများမှာ MND ကတင်ပိုက်ထားတဲ့မူဆက်105မိုင်ကုံတွေကြီးစုံအပါအဝင်နေမြေများကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများမလုပ်ရန်ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။တဘောတူညီတဲ့အထဲမှာနေဆက်ကုံတွေကြီးပြန်ဖွင့်နိုင်ဖို့တနက်တန်မပေါက်ဖို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ပတ်စလုံးကလုံးဝမလုပ်ဖို့ဆိုတာပါတယ်။ မူစစ်105မိုင်မှာတစ်ဖက်ကအခွန်ကောက်ခံတာကိုတက်မတော်ကကြီးကြီးပြူးပြူးသဘောတူညီခွင့်ပြုတာမျိုးတော့မဟုတ်ဘူးကြီးကြီးနက်နက်နဲ့ခွင့်ပြုတာမျိုးဟုတ်မနေဘူးသို့တော်လဲဘာမှတော်လို့လို့မရတဲ့အခြေအနေမျိုးလို့နားလည်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်တို့ရတဲ့စစ်ကောင်စီကတော့တရုတ်မြန်မာနေဆက်ကုံသွေးကြီးအတွက်မြောက်ပိုင်းမဟာမိတ်၃ဘွဲ့ကထိန်းချုပ်ထားတဲ့မူစစ်105မိုင်ကုံသွေးကြီးစုံလမ်းကြောင်းနဲ့ကျင်းစန်းကျော်ဂိတ်ကိုကုန်တင်ရင်များနဲ့နေဆက်ကုံတွေများအသုံးမပြုနိုင်ရနီလန်းမျိုးစုံနဲ့တားဆီးနိုင်ပြီး ယခုစစ်ကောင်စီကဆောင်ရွက်နေတဲ့တရားမဝင်ကုန်စည်များကိုဖမ်းဆီးနေခြင်းမှာရေကိစ္စများနဲ့ဆက်ဆက်နေကြောင်းသိရှိရပါတယ်။မှန်းဆချက်အနေနဲ့ပြောရရင်တော့တစ်ဖက်ကထိန်းချုပ်ထားတဲ့ဂိတ်နဲ့လမ်းကြောင်းကိုမတုံ့ဘူးတော့တစ်ဖက်ကလုံမှာပဲ။အခုလုံနေတဲ့တရားမဝင်ကုန်စည်တွေဖမ်းဆီးထိန်းသိမ်းတဲ့စီမံချက်ကလည်းငကိုကလေးက EAO တွေအတွက်အခွန်ရနေတာတွေငွေရနေတာတွေဖျက်တော့ဖို့ပါတယ်။တစ်ဖက်ကဂိတ်နဲ့လမ်းကြောင်းကထွက်လာတဲ့ကားတွေနဲ့ကုန်တွေကိုတက်ကထိန်းချုပ်တဲ့နေရာတွေဝင်လာရင်ဖမ်းပြီးအလုလုလုမရအောင်လုပ်တာ။ အဲ့ဒီဂိတ်နဲ့လမ်းကြောင်းတွေကိုမတုံးတော့အောင်လုပ်မယ်လို့ထင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအကြီးမြစ်ကရှင်းပြပါတယ်။ယခုလာမယ့်ဇွန်လတရနေ့မှာစတင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းမူဆေ105မိုင်ဂိတ်မှာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့ကဖျက်တမ်းလာတဲ့ကားများနဲ့ကုန်ပစ္စည်းများကိုအွန်လိုင်းမှာတဆင့်အခွန်ကောက်ခံသွားမှာဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ကဇွန်လ10ရက်နေ့ကကြေညာခဲ့ပါတယ်။လာမယ့်ဇွန်လတရနေ့မှာစတင်၍မူဆေ105မိုင်ကျင်းစန်းကျော်ဂိတ်မှာ မဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့အကောက်ခွန်ဌာနကကုံသွယ်မှုအသွင်းထုတ်ဂျူတီဆောင်နှုန်းများကိုစီမံခန့်ခွဲမှာဖြစ်ပြီးကျင်းတာကုံစီပို့ဆောင်ရေးဌာနကအစိုးရလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲမှာဖြစ်ကြောင်းထို့ကြောင့်တရုတ်မြန်မာနေဆက်ကိပောက်များပုံမှုဖွင့်လည်လာနိုင်သည်နှင့်အမျှကုန်ကားများအဝင်ထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရင်မှတ်ပုံတင်ခြင်းစနစ်များကိုအစင်းမြင့်တင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်နေဆက်ကုန်သည်များ၊ဂျူတီဆောင်ကုမ္ပဏီများ၊ကုန်ကားကိန်းများ အခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ဖို့အတွက်ဇွန်လလတရက်နေ့မတိုင်မီမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အကောက်ခွန်ဌာနလက်အောက်ခံကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနမှကုမ္ပဏီမတ်ပုံတင်ကျင်းနဲ့ရင်မတ်ပုံတင်ကျင်းများကိုပြီးစီအောင်လှုပ်ဆောင်ရလိုအပ်ကြောင်းကိုတိုင်ကြိုတင်အခွန်ကောင်းဖွင့်ခြင်းရင်ဝင်ထွက်ကြိုတင်မတ်ပုံတင်ကျင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အကောက်ခွန်ဌာနကလှုပ်ဆောင်မှာဖြစ်ကြောင်းကြေညာထားပါတယ်။ ဇွန်လလ၁ရက်နေ့နေဆက်ကုံတွယ်ကြီးမစတင်မီမပုံတင်ခြင်းများဆောင်ရွက်ရမှာဖြစ်ပြီးဇွန်လလ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ရတင်ပြရန်လိုအပ်ကြောင်းလုပ်ငန်းများအခွန်ဆောင်သည့်အချိန်နောက်နေ့ကြန့်ကြာမှုမဖြစ်စေဖို့အတွက်ဆောင်ရွက်စာတမ်းအထောက်အထားများကိုအမြဲဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနာမဟာမိတ်၃ဘွဲ့ကမူစစ်105မိုင်ကျင်းစန်းကျော်ဂိတ်မှတရားဝင်ကြေညာထားပါတယ်အကြံဖတ်စစ်ကောင်စီကတရုတ်ရဲ့ဂျောင်းဝင်စစ်စမ်းမှုနဲ့စစ်ကောင်စီတန်ကို MNDAA ကလာရှုကိုပြန်လည်ပေးအပ်ပြီးနောက် တရုတ်မြန်မာနယ်စပ်ကွန်တွေးပြန်လည်စတင်ရန်ကြိုးပမ်းလာရမှာယခုနောက်ဆုံးမှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကမူဆက်105မိုင်မှာတရားဝင်အခွန်ကောက်ခံမှာဖြစ်ကြောင်းကြေညာလာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာတမန်သိရှိရတဲ့သတင်းကတော့မြေပုံမြို့နယ်မှာနောက်ဆုံးလက်ကျန်ကျွန်းတာယာအမြောက်တက်ရုပ်သိမ်းပြီးစုခွာသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြေပုံမြို့နယ်အပိုင်ကျွန်းတာယာမှာအမြောက်တက်ခေါ်ခဝဲစကန်စကန်ရုပ်သိမ်းကစုခွာသွားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ် ၎င်းအမြောက်စကန်းဟာမြေပုံမြို့နယ်မှာနောက်ဆုံးကျန်ရှိခဲ့တဲ့စကန်းတစ်ခုဖြစ်ပြီးကြောက်ဖြူမြို့နယ်မှာအရက်ခတ်တပ်တော်နဲ့စစ်ကောင်စီတပ်တို့စတင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့လွန်ခဲ့တဲ့လပိုင်းအတွင်းကဆုတ်ခွာပြီးစစ်တွေတက်နေတဲ့ကိုပူပေါင်းသွားခဲ့တယ်လို့ကြေးရွာသားတဦးကဆိုပါတယ်။ခဝဲစကန်းကရေကန်းဆက်နားမှာရှိတာရွာနဲ့ကျန်စီရိုးလောက်ပဲခြားတယ်။အဲ့ဒီစကန်းမှာအင်အားတော့တိတ်မရှိဘူးအယောက်40လောက်ပဲရှိတယ်။သူတို့အခုတယောက်မှမရှိတော့ဘူးစစ်တွေဘက်ကဆုတ်ခွာထွက်ပြေးသွားပြီလို့ပြောပါတယ်။ ၎င်းကျွန်းတာယာမှာအမြောက်တက်ခေါ်ခဝဲစခန်းဟာမြေပုံမြို့နယ်မှာတည်ရှိပေမဲ့လဲကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကတိုက်ရိုက်ကုတ်ကဲထားတဲ့တပ်ဖြစ်ကကြောက်ဖြူမှာတိုက်ပွဲပြင်းထန်လာပြီးနောက်စစ်ခေါ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အရကတ်တပ်တော်ကတိုက်ခိုက်စရာမလိုပဲထွက်ပြေးသွားကြတာဒီအမြောက်တက်ကမြေပုံမြို့နယ်အပိုင်ကျွန်းတာယာမှာတည်ရှိပေမဲ့ကြောက်ဖြူကနေအထိကကုတ်ကဲထားတာမြေပုံမြို့နယ်ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုပေါ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ ကျွန်းတရာမှာအမြောက်တက်ခုခွေစကန်းဟာကြောက်ပြူမျိုးနဲ့မြေပုံအကြပင်းနဲ့ကမ်းရိုးဓာတ်မှာတည်ရှိပြီးရခိုင်ပင်လယ်ကမ်းခြေတောင်နဲ့မြောက်ကိုစိုးမိုးထားတဲ့အရေးပါတဲ့စကန်းတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်စစ်ကောင်စီတပ်သားများဟာအဆိုပါစကန်းစွန့်ခွာသွားပြီးနောက်မြေပုံမျိုးနယ်မှာစစ်ကောင်စီစကန်းလုံးဝကင်းစင်သွားပြီဖြစ်ကြောင်းမြေပုံမှာ ULAA နဲ့နှိစက်သူအမျိုးသားတအုပ်ကဆိုပါတယ်မြေပုံမြို့နယ်ကုန်းဘော်ကစကန်းမှာတော့ဘေးစစ်သားမှစကန်းမှာမရှိတော့ဘူးအခုတော့မြေပုံမြို့နယ်တစ်ခုလုံးကစစ်တပ်လုံးဝကင်းစင်သွားပြီ ဒါပေမဲ့နောင်တော်ကြီးနောင်တော်ချေပင်လဲပြင်မှာပေါ့အဲ့ဒီမှာ Navy တွေကရှိသေးတယ်ဒေသခံငါးဖန်းလေတွေကိုတော့တနက်နေ့လမ်းပြင်းမှုတွေတော့ရှိနေပါသေးတယ်လို့ဆိုပါတယ်ရင်ပြင်ကျွန်းတာရမအမြောက်တက်ခေါ်ခဝဲတက်စကံပပတ်လင်းနဲ့ရွာနီးနားမှာမြေမြုပ်မိုင်းများထောင်ထားခဲ့တဲ့အတွက်မိုင်းရှင်းလင်းရန်လိုအပ်နေပြီးမိုင်းများမရှင်းမီဒေသခံများအထူးသတိထားသွားလာရန်လိုအပ်ကြောင်းဒေသဆိုင်ရာအုပ်ချုပ်သူများကပြောဆိုထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းအဆိုပါအမြောက်တက်ခေါ်ခဝဲစကံနဲ့နေဗီများမှာ ငါးဘန်ထွက်လာတဲ့ငါးဘန်ဆက်လီများကို Navy မှလက်နက်ငယ်များနဲ့လက်ပစ်ခတ်မှုများကိုပြုလုပ်ခဲ့ပြီးဆက်လီတချို့မှာထိမှန်မှုများရှိခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိစစ်ကောင်စီ Navy များပေါတော့မြို့နယ်မြင်းငူကျွန်းခေါ်စန်တော်ရှင်ကျွန်းဖတူကျွန်းစင်တက်မော်ကျွန်းစတဲ့စစ်တွေကြောက်ဖြူမြေပုံရေလန်းကျောင်းမှာအသွားပြန်လုံနေကြတဲ့ငါးဘန်ဆက်လီများနဲ့ဆက်လီငယ်များကိုလိုက်လက်ပစ်ခတ်မှုများရှိနေကြောင်းဒေသခံများကပြောဆိုကြပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့တော်လန်ရေးတက်တွေမနက်လာမာလာညနေလာမာလာလို့တချင်းစုကလောင်ပြောင်ခဲ့တဲ့အုတ်ချုပ်ရေးမှုအဖွဲ့ကျုံပြော်မှထွက်ပြေးရင်စီစဉ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာဝတီတိုင်းကျုံပြော်မြို့နယ်အတွင်းကိုယခုရက်ပိုင်းအတွင်းစစ်ရှုံးစစ်ကောင်စီတပ်များတက်ဆုပ်ပြေးလာတဲ့အတွက်ရေးတက်ဖွဲ့ဝင်အရာရှိတချို့နဲ့အုတ်ချုပ်ရေးမှုများမှာကျုံပြော်မှထွက်ပြေးရင်စီစဉ်နေကြကြောင်းသိရှိရပါတယ်။ရေကြီးမြို့နယ်အမြောက်တပ်အမတ်3လေးလေးအမြောက်တပ်မှလက်နက်ကြီးများ ပြီးခဲ့တဲ့ဇော်လ12ရက်နေ့မှာကြုံပျော်ခလာရ36ကိုပြောင်းရွှေ့ထားပြီးစစ်ကောင်စီတပ်ဖွဲ့တချို့ပါတက်ဆုပ်ပြေးလာတဲ့အတွက်ကြုံပျော်အုပ်ချုပ်ရေးဘိုင်းမှာတာဝန်ရှိသူများကပိုက်ဆိုင်မှုများကိုတင်ဆက်ကကိုလိုယုံထွက်ပြေးရန်စီစဉ်မှုများရှိနေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။လက်နက်ကြီးတန်တွေကြားရင်မကြောက်ကြဖို့ကြောင်းတက်နေတဲ့ကလေးတွေကိုလည်းမိဘတွေအနေနဲ့အထိတ်တလန့်ဖြစ်အောင်လာမခေါ်ကြဖို့စစ်တပ်ကအစည်းအဝေးခေါ်ပြောတယ်။ဒါပေမဲ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့ ြေးဖို့ပဲလုပ်နေကြတယ်လို့ကြုံပြောဒေတာခန်ကဆိုပါတယ်။တော်လန်ကြီးတပ်ဖွဲ့များကိုမနက်လာမလာညနေလာမလာဆိုပြီးတချင်းဆိုက လောင်ပြောင်ခဲ့တဲ့အုတ်ချုပ်ရင်းမှုနဲ့အဖွဲ့ဟာကြုံပြောကိုစီရင်ရောက်ရှိလာမကိုစိုးရင်ပြီးထွက်ပြေးရန်စီစဉ်နေကြခြင်းဖြစ်ကြောင်းဒေတာခန်များထံကနေသိရှိရပါတယ်။ကြုံပြောမြို့နယ်စီမံအုတ်ချုပ်ရေးဘိုင်းမှပုံမှုနေအောင်ဟာအုတ်ချုပ်ရင်းမှုများကိုယခုပတ်အတွင်းစစ်မှုထမ်းတပ်သားတင်များစုဆောင်ပြေးရန်ဖိအားပေးနေပေမဲ့အုတ်ချုပ်ရင်းမှုနဲ့အဖွဲ့မှပြေးရန်သာစီစဉ်နေကြကြောင်းသိရှိရပါတယ်။ ကျုံပြောခလာရ36အတွင်းစစ်ကောင်စီများတက်ဆုပ်ပြေးလာရပြီးအထက်အရာရှိများကလူအင်အားပြန်လည်စုဖွဲ့ကရေးကြီးကိုပြန်လည်ပို့ဆောင်ရန်စီစဉ်နေကြောင်းကိုလည်းဒေသခံတည်ရင်းရှင်းများထံကနေသိရှိရပါတယ်။ရေးကြီးမျိုးနဲ့အမြောက်တပ်3လေးလေးကိုဒေါ်လန်ကြီးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်တိုက်ခိုက်နေပြီးအသစ်ဆောက်လုပ်ထားတဲ့နှစ်ထပ်အင်္ဂရိဘန်ကာများကိုလည်းလက်နက်ကြီးများနဲ့တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ Yawni Life in San Francisco ဂီတဖျော်ဖြေပွဲမှာရမုံငွေဒေါ်လာ3,400ကျွဲရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဒေသစံတော်ချိန်စွန်14ရက်နေ့က American ပြည်ထောင်စု San Francisco မြို့မှာပြုလုပ်တဲ့ Yawni Life in San Francisco ဂီတဖျော်ဖြေပွဲကနေဒေါ်လာရင်းအတွက်ရမုံငွေဒေါ်လာ3,400ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေကသတင်းထုတ်ပြန်ပါတယ်ဂီတဖျော်ဖြေပွဲကိုအစိုးရလင်းလင်းနဲ့ချစ်သူဝေတို့ဥဆောင်ဖျော်ဖြေခဲ့ပြီး အစိုးရတူတူလေးပါဝင်အားဖြည့်ခဲ့ပါတယ်။ရောင်နီ Life in San Francisco ပွဲမစတင်ခင်မှာ Art of Universe The Way Rhythm ပွဲတို့မှာရရှိခဲ့တဲ့ရန်ပုံငွေတွေရောင်နီ Maryland နဲ့ Boston တို့ကရရှိခဲ့တဲ့ရန်ပုံငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေတာအကောင့်ထဲပေါ်နေတာတွေကိုအစိုးရလင်းလင်းက slide show နဲ့ပရိသတ်တွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ်။ရောင်နီ Life in San Francisco ပွဲမှာ keyboard Elvin တယော Emily bass guitar Komu drum Lintat လစ်ဂီတာအိုလီဗာပီယနိုဆိုမိုနဲ့ဆောင်မဆုဝေတို့ကအားဖြင့်တိခတ်ပေးခဲ့ကြပါတယ်။ဇွန်လ28ရက်နေ့မှာယောင်နီ live in Florida ကို Orlando မြို့ဇွန်လ19ရက်နေ့မှာယောင်နီ live in Texas ကို Pastro မြို့တို့မှာဆက်လက်ပြုလုပ်သွားဖို့ရှိနေပါတယ်။ရလာတဲ့ရန်ပုံငွေတွေထဲကအကျိုးမြတ်အားလုံးကိုယောင်နီ US တွန်းမူလရည်ရွယ်ချက်အတိုင်းတော်လန်ရင်မိသားစုတို့ရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးရေးဘော်တို့ရဲ့ကျန်ရစ်သူမိသားစုတွေ CDM မိသားစုတွေနဲ့ Edifice မိသားစုတွေ နိုင်ကျင်းမိသားစုတွေကိုပထမဦးစားပေးအနေနဲ့အကူအညီပေးသွားမယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်။ဒုတိယဦးစားပေးအနေနဲ့မြေပြင်ကောင်းဆောင်တို့ရဲ့ဥဆောင်မှုနဲ့ပညာရေးစရိတ်ပို့ဆောင်တာတောင်ပေါ်မြေပြန့်ဒေသစုံကတန်းတူလူအခွင့်အရေးလှုပ်ရှားမှုတွေအတွက်အမြင့်ဆုံးပို့ဆောင်ကူညီသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။